ခုနောက်ပဲအဲ့လိုဖြစ်နေတယ်။နေတို့ပြောလိုက်ကြတဲ့အပေါ့ကျွန်တော်ကတော့အသက်ရွယ်လောက်ပဲချိန်သလိုပြတာ။သူကကြတော့လူမျိုးပါချိန်သွားတယ်။အဲ့တော့ကျွန်တော်တို့ကဟိုသချင်းဆိုဖို့အရန်ဟိုပေါ့နော်ဟိုပြင်ဆင်နေတဲ့အခြေဖြစ်တော့နေတို့ကသူ့ပဲသွားဖြေလိုက်မယ်။ Okay သွားဖြေလိုက်ကျွန်တော်တို့လည်းဝတ်စံစား သူဖြည့်ပြီးမှလာပြောသေးတယ်။အားရကိုကျန်နေမေးဖက်ရှင်နေကြောင်းပြောခဲ့တယ်ဆိုတော့โอเคမဆာဝတ်တာလို့မြင်နေကြလေဆိုတော့သူကယောက်ျားသွားရှင်းပေါ့မဆာလည်းယောက်ျားရှင်း interview မှာကြည့်မှာကျွန်တော်လူမျိုးပြောင်းတာတွေကသူပြောတာကျွန်တော်တွေ့ခုနကဘယ်လိုဖြစ်နေလဲဒီတို့ပြောလိုက်ကြတယ်ပေါ့ကျွန်တော်ကတော့အသက်ရွယ်တော့ပဲချိန်သလိုပြတာသူကကြတော့လူမျိုးပါချိန်သွားတယ် အဲ့တော့ကျွန်တော်တို့ကဟိုသချင်းဆိုဖို့အရင်ဟိုပေါ့နော်ဟိုပြင်ဆင်နေတဲ့အချိန်ဖြစ်တော့နေတို့ကသူ့ပဲသွားဖြည့်လိုက်မယ်။ Okay သွားဖြည့်လိုက်ကျွန်တော်တို့လည်းဝတ်စံစံသူဖြည့်ပြီးမှလာပြောသေးတယ်။အားရကိုကျန်နေမင်းဖက်ရှင်နေကြောင်းပြောခဲ့တာဆိုတော့ Okay interview မှာကြည့်မှကျွန်တော်လူမျိုးပြောင်းတာတွေရောသူပြောတာကျွန်တော်တွေ့။ဟိုမဆာဝတ်တာကတော့မြင်နေကြလေ။ဆိုတော့ तू ကယောက်ျားဖာရှင်ပေါ့။မဆာလည်းယောက်ျားဖာရှင်။အဓိကတော့မဟုတ်ပါဘူး။ ဓိကတော့ကျွန်တော်တို့တမယိုးကြသွားနေတဲ့ live timeline မှာကျွန်တော်ရဲ့စိတ်နဲ့ကျွန်တော်ရဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာဟိုဘယ်လိုခေါ်မလဲပြန်ပြီးလန်းဆန်းစီမဲ့ကိစ္စတွေကိုပဲကျွန်တော်နောက်ပိုင်းလှုပ်ဖြစ်တယ်ဗောလေအဲ့တော့လေဝဇဆင်မှုကလည်းတရောင်းတနေရာပါလာတာဗောဒါပါပဲသူကတော့အမြဲတမ်းအဲ့လိုဖြစ်စေချင်တယ်ဗောကျွန်တော်ကငကိုတော့ဆိုရင်ပုံမှန်ပုံမှန်မဲ့နေနေနေတတ်တဲ့လူဆိုတော့သူကအဲ့လို fashion ကိုနည်းနည်းလေးစိတ်ဝင်စားတဲ့ကဏ္ဍပဲရောက်လာတော့သူကဝမ်းသာတော့ ်အဲမသူ့ကိုရလိုက်မမိပါဘူးအဲသူကတော့သူသူစကိုင်းနဲ့သူရှိပါတယ်ကျွန်တော်ကတော့အခုမှ fashion ကိုအရင်ဈောင်းပေးရတော့မဟုတ်ဘူးခုနပြောသလိုပေါ့ကျွန်တော်ရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအများနဲ့လန်ဆန်းသွားခြင်းနဲ့စိတ်နဲ့ပဲကျွန်တော်ဒီအပြောင်းအလဲ changes တွေလုပ်နေရပါဘူးရှိပါတယ်တချို့ဟို fashion နဲ့ပတ်သက်တာဒီဘာကြီးကြလို့ချင်းဓာတ်နဲ့ဓာတ်နဲ့ဟိုဘယ်ရယူရမလဲဆိုတာမျိုးမေးပြတာရှိပါတယ်ဘကူမင်္ဂလာပါဗျာကျွန်တော်ဘကူ ကျွန်တော်ပြောင်းတဲ့အချိန်မှာဒါပြည်သက်တွေအများကြီးတွေ့ရပတ်တော်ပဲဒါနေမဝင်ရွာရွှေရှင်သားကြီးအတွက်လည်းဒါပြည်သက်တွေကိုဦးပြတ်လာပြရတဲ့အတွက်လည်းဝမ်းသာပါတယ်နော်နေမဝင်ရွာဇကာကိုပြည်သက်တွေနဲ့ပထမဆုံးဒါကြီးတဲ့ပွဲပေါ့လေဝမ်းသာပါတယ်ပကူးပြည်သက်တွေဆိုတာဟိုတကယ်အမှုပညာကိုချစ်တဲ့ပြည်သက်တွေပါအမှုပညာကိုတကယ်မြတ်လို့ပြီးအရင်ကို support လုပ်ကြတဲ့ပြည်သက်တွေပါအာဒီမိုးရွာရာသီဥတုဘလောက်ကောင်းကောင်းမကောင်းကောင်းယုံထဲမှာလူရှိမယ်ဆိုတော့ကျွန်တော်ကစဟိုလာကြတဲ့အသိပါတယ် ကျွန်တော်ဥပစာလေးမလို့ကရင်သွားမယ်သွားရင်ကောက်မယ်အပြင်ပြိသက်ကတော့တည်ပြီးသားအနေနဲ့လိုက်ကြည့်ရမှာတပ်ပါစင်ကကျွန်တော်တို့အထဲမှာဖြစ်နေတဲ့ကျွန်တော်တို့ဟိုအားပြိုင်နေတဲ့ဟိုကျွန်တော်တို့ဒီဇက်ကောင်တွေရတာဟိုခုနပြောတဲ့ထင်မှတ်တာတွေဖြစ်လာတယ်လို့မထင်မှတ်တာတွေလည်းဖြစ်တတ်တယ်ဆိုတော့ဟာအထဲမှာဖြစ်နေတာပရိသတ်ကတော့အပြင်မှာဘာဖြစ်မလဲဆိုတာကြိုသိပြီးတဲ့အနေထားမျိုးနဲ့လိုက်ကြည့်ရမှာပေါ့ဗျာ ကျွန်တော်ဝေးနေမှာဇက်စီအရတော့ကပေးကြဇက်ဖွဲ့ကိုဟားလိုက်ပြီးတော့သဘောထားအဲအဲ့လိုတော့မရှိပါဘူးကျွန်တော်တို့က misery ဖြစ်တဲ့ဟိုအမျိုးအစားဘက်ဇလန်းဘက်ကိုတွားနေတဲ့အတွက်ကြောင့်ဒီ title လေးနဲ့လိုက်တယ်လေအဲ့လိုမျိုးနည်းနည်းလေးစိတ်ထဲမှာဟိုရှိန်တိန်ဖြစ်ဖိန်တိန်ဖြစ်စီမဲ့နာမည်လေးဖြစ်တယ်ပေါ့နော်အဲအဲ့အမျိုးဆိုတော့လိုက်တယ်အဲ့တော့ဒီ Z ကားနဲ့လိုက်တဲ့အတွက်ကြောင့်ဒါဟိုလိုက်ဖက်တဲ့နာမည်တစ်ခုအနေနဲ့ပဲတတ်မှတ်ပါတယ်ဟိုဘာကြောင့်လဲတော့ surprise လို့မဖြစ်ပါဘူး ဒီကလက္ခဏာထွန်းထွန်းကြောင့်ထွန်းထွန်းကြောင့်ဒီကထွန်းထွန်းက तू ဇက်လေးတခုရှိတယ် तू ကိုယ်တိုင်စီစဉ်တယ်ရိုက်ချင်တယ်ဆိုတော့ရိုက်ပေးရတာပေါ့ယုံကြည်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကညီကိုလိုနေခဲ့ကြတာလဲနှစ်ပေါင်းများစွာရှိပြီဆိုတော့ तू လှုပ်ချင်တဲ့အာတိတတွေ तू ဟိုဖန်တီးချင်တဲ့အရာတွေကတစုံတစတွေကကျွန်တော်တို့အမြဲတမ်းလိုလိုသိနေရတယ်ဆိုတော့ तू တခုထားလို့တော့မယ်ဆိုလဲဟိုကတရောင်းတနေရနေပြီးတော့အကောင်းဆုံးဖြစ်အောင်ပါဝင်ပြီးဖို့ပဲဥတီထားတာပါပဲ သူ့ယုံကြည်ပါတယ်။ကြောက်တယ်လို့ပြောနေတာမဟုတ်ဘူးဗျ။ကျောင်းကမမြင်စင်တာမမြင်အောင်ကျောက်ကတားနေတာကျွန်တော်တို့အလုပ်တွေလုပ်ကြရဲဆိုတာကအအဓိကတော့ဟိုရာဂိုင်တို့တော်တော်များများက producer ဖန်တီးခြင်းတဲ့ဇက်ကိုကျွန်တော်တို့ကဝင်ရောက်ဝင်ရောက်ပေးကြရတာပေါ့ကိုကိုတိုင်းလုပ်ခြင်းတဲ့ဆန္ဒတွေအသီးသားတွေကဟိုတက်တက်တိတ်ထားကြရတယ်ရှိတယ်ဒီလိုဟာတွေကတချို့ producer တွေကိုတပြောလို့ရှိလို့ရှိရင်လည်းအဈေးကွက်အရအဲ market အရ reason တွေအများကြီးရှိတတ်တယ်ပေါ့လေအဲဒီလိုဟာမျိုးလေးတွေတင်ထားကြတာရှိတယ်အကျွန်တော်လူတိုင်းမှာရှိပါတယ်လူပြန်သမားတိုင်းမှာရှိပါတယ်အဲ့ကလေးကအခခွင့်သိတော့လေပြည်သက်ရှိရောက်လာတာပေါ့အဓိကတော့ဟိုပါပေါ့ဟိုရာဂိုင်းနှုံးရဆိုလို့ရှိရင်တော့အဲကျွန်တော်ထင်ပါတယ်ခါတာက60လောက်ရှိမယ်ကျန်တာကတော့ဒီဒီဟိုထိတ်လန့်သေးဖို့ဆိုတာတဲ့နည်းနည်းလေးပြည့်ဝဆန်းပြတဲ့ဟိုခံစားမှုတစ်ခုရစေတဲ့ဟိုရတတစ်ခုရှိနေတာပေါ့လေ ဒါကျွန်တော်တို့နေမရောရာရုပ်ရှင်ဇာတ်ကြီးရာကျွန်တော်တို့ဒါအဲမေလ16နေ့မှာဆိုရင်ကျွန်တော်တို့ယုံကြည်မှာတော့မယ်အဲ့တော့ပြည်သက်တွေအားလုံးအဲကျွန်တော်စူးစမ်းထားတာလေးတွေကိုအတိအမှတ်ပြုပေးပါ live အားပေးဖို့ဖိတ်ခေါ်ပါရစေခင်ဗျာကျေးဇူးပါ